ကျွန်တော်ကျွန်တော်ဘုန်းကြီးဝေးတဲ့ခါကျရင်တရားနာတဲ့ခါကျရင်လာအောင်တော့ရာဒဘာနမဟုတ်ဘူးလေဘယ်လိုကျွန်တော်မမြင်ကျွန်တော်လူလူဝေးနေမဟုတ်လူဝေးနေမှမြင်ကျွန်တော်ဟုတ်လားဟိုအဲ့ဒါရှိလေကျွန်တော်ကအဲ့လိုလီလောကကြီးကိုစိတ်ကုန်သွားလို့ကျရင်ကျွန်တော်ကအဲ့ဟိုဟာဘုန်းကြီးပဲဝေးသွားတော့ခုနပြောလို့ပဲကျွန်တော်ရာဒဘာဝေးစေခြင်းများပါပါရမီဖြည့်ဘက်ကတော့ဒါကတော့ဘယ်လိုပြောမလဲဟိုလက်ရှိချိန်မှာတော့ဒါ ဟိုအမားတို့လည်းရှိကြမှာပဲလေဒီရွယ်မှမရှိရမှာပြောလိုက်မယ်ဒီရွယ်မှအမင်းပေါ့ဘာမြောက်လဲဆိုတာအဲ့လိုမျိုးပေါ့ပူချောလာလို့ထင်ကိုကိုရောဟိုပူချောလာလို့ဆိုတာပို့ပြီးတော့ဟိုပေါ့ရင့်ကျက်အောင်နေရရင့်ကျက်အောင်နေရဟိုဒီဓာတ်ထဲမှာကကျွန်တော်ရဲ့ဇာကောင်ကတော့ပေါ့ထွန်းထွန်းဝင်း character နဲ့ပေါ့နော်ဟောဒီမာလေးဟိုဟာနဲ့ဟိုဝိုင်းရှယ်နဲ့နေရဟိုခေါင်းမိုးမဲရင်ရိုက်ပြီးတော့အဲ့မှာဟို ခဏလဲနားကျင်တာလဲပါတယ်ပြီးတော့နောက်ကိုကလဲအဲကာရက်တာနည်းနည်းပြန်ရွေးကျင်တာလဲပါတာပေါ့နော်အဲ့လိုလေးလက်ရှိတယ်အဲ့ဒါကြောင့်လဲပေါ့ပါတယ်ဟုတ်အဲတချို့ကြတော့အဲ့လိုမျိုးကျွန်တော်လာကန်းလန်းတာရှိတယ်ရှိရဲဆိုတာဟောပေါ့အာကိုရဲ့အခန်းကနေတယ်ဒါပေမဲ့အာလောက်ကွက်ကလည်းတိတ်မရအောင်ဇက်ကအငိမ်ဖြစ်နေပေါ့နော်ဇက်ကဥမာအငိမ်လည်းဖြစ်နေတယ်ကိုကပါရတဲ့အခန်းကလည်းဟိုနင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့အဓိကကဘာလဲဆိုတော့ဘာကိုကြည့်လဲဆိုတော့ ပါတဲ့ခန်းနည်းပြီမဲ့ဥမာလာကျွန်တော်နှခမ်းသုံးခန်း၄ခန်းလောက်ပါတယ်ဆိုပေမဲ့အဲ့အခန်းမှာကိုကလုံးကွက်ရတယ်ဟိုကို့အတွက် character တစ်ခုအနေနဲ့ရှိမယ်ဆိုရင်တော့ကျွန်တော်တို့ကလုံးရတာအဆင်ပြေတယ်လေအဲ့လိုဆိုတော့ဟိုအဲ့အားကြောင့်လည်းပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီအနုပညာကြီးပေါ့နော်အနုပညာကြီးဟိုညီနိုင်တဲ့ခါမှာလည်းအဲဘယ်လိုပြောမလဲဟိုအဆင်မပြေရတယ်လည်းပါတယ်ပေါ့နော်အဲ့အားလေးကြောင့်လည်းဟိုယွင်းယွင်းနဲ့အဲ့လိုအချိန်လေးကြာသွားဒီတင်းတော်တဲ့အနုပညာကြီးဆိုတာတဲ့အဓိကကကျွန်တော် character ဒါရိုက်တာကိုကြည့်ရအောင်ပေါ့နော်ဒါရိုက်တာကိုကြည့်ရတယ်ဥမာဒီကားဆိုလို့ရှင်လဲကျွန်တော်တို့ဒီကက်စင်ရွေးထားတာအော်ဟိုဘာအေးပေါ့ကက်စင်လောက်ထားတာကြာပြီကြာပြီဆိုတော့အဲ့လိုမျိုးဆိုတော့ဒါကာရိုက်တာလေးကလည်းကောင်းတယ်ပြီးတော့ဟိုကို့အတွက်လည်းဘာပြောပြောနောက်ထပ်ပေါ့နော်မလုပ်ဘူးတဲ့ကာရိုက်တာတစ်ခုဖြစ်နေတဲ့အတွက်ဟိုရိုက်ရိုက်တာလည်းဖြစ်တယ်ပေါ့နော်အဓိကဟိုကျွန်တော်ကဟိုပေါ့အဓိကကြည့်တာတော့ပတ်စံအရင်မကြည့်ဘူးအမှုပညာကြည့်လို့အရင်မကြည့်ဘူးကျွန်တော်ဒီလောက်ွက်နဲ့ဒီကို့ကာရိုက်တာပေါ်ပဲအရင်ကြည့်ရကြည့်ပြီးဆုံးဖြတ်ပြီးတော့မှ အာကိုကိုဒီနေရာမှာလုပ်ပေးနိုင်မလားအာငါဒီနေရာကိုရိုက်ပေးနိုင်မလားရိုက်နိုင်မလားပေါ့နော်ကိုယ့်ရဲ့ဟိုပြန်ကြည့်ရတာပေါ့အဲ့လိုမျိုးပေါ့အခုနောက်ပိုင်းကတော့ဘယ်လိုပြောမလဲဟိုနည်းနည်းလေးတော့ဟိုဟိုတေချာလေးလေးလာပြီးတော့ဆုံးဖြတ်ရတာပေါ့အဲအဲ့ဒါကတော့ဟိုပေါ့ပရိသတ်မုန်းမှာတော့အခုချိန်မှာတော့မကြောက်တော့ပါဘူးမကြောက်တော့ဆိုတာကျွန်တော်ကဒါကရက်တာတစ်ခုကိုပုံဟောတာဖြစ်တဲ့အတွက်ပရိသတ်တွေလည်းဒါအမြင်နဲ့ကျယ်လာပြီးနားလည်ပေးလိမ့်မယ်လို့ထင်ပါတယ် ်အဓိကတော့ကိုယ်ပေးထားတဲ့ character အပေါ်မှာပဲအာစီမျောတက်ဝင်ပြီးတော့အကောင်းဆုံးနဲ့အပြည့်အဝဖြစ်အောင်တော့ကြိုးစားအောင်ပေါ့ဟုတ်ပါဘူး line တော့ဘယ်လိုနေကြရတဲ့အောင်ရောက်ဖြစ်နေတိစောက်ဖို့ရှိတယ်။အာရှိတယ်ရှိတယ်။လင်မယားနောက်လင်မယားနောက်အပြိုင်အရှိတယ်။အဲသူ့တော့ကတော့ဝမ်းတော်ပါတယ်။ဝမ်းတော်ပါဆိုတော့သူ့ကိုလည်းဖြစ်စေချင်ပါဘူး။ဖြစ်စေချင်တဲ့သူလည်းအခုနောက်ဘက်မှာဒါဘယ်လိုပဲပြောပြောလေ။ဟောနေရာတနေရာရလာတယ်ဆိုတော့တကယ်ကိုညီမလေးတို့ရတယ်ဝမ်းတော်ပါတယ်။ကျွန်တော်ကတော့ကျွန်တော်ကတော့အဲ့လိုပြောဘယ်လိုပြောမလဲ။ ဟိုကိုကလည်းဒီမှာကျွန်တော်ကဒီရုံးမှာဆိုလို့ရှိရင်လည်းဒီဟိုပြောမယ်ဆိုခုနလီဒင်းရိုးနေရာကြီးလည်းကျွန်တော်ကရိုက်ခဲ့ဘူးတာပေါ့ရိုက်လဲရိုက်ခဲ့ဘူးတာဆိုအဲ့လိုမျိုးပေါ့ဟိုထပ်ပြီးတော့လည်းနောက်ထပ်ကိုလည်းအဲ့လိုမျိုးဟိုနောက်ထပ်နောက်ထပ်အဲ့လိုလီဒင်းရိုးနေရာမျိုးပဲဖြစ်ဖြစ်ဟိုနေရာဟိုတနေရာပေါ့နော်ရအောင်တော့ဟိုဆက်ပြီးတော့စူးစမ်းနေပါတယ်ဟုတ်အရှိတာပေါ့အရှိတာပေါ့ဆိုတော့ဟိုကျွန်တော်တို့လူပညာသမားတွေရဲ့ဟိုအိမ်မက်တွေအရအခုဒီရဲ့အာဘယ်လိုပြောမလဲဟို မှတ်တိုင်ရောရုပ်ရှင်ဆိုတာလည်းကျွန်တော်တို့တော့မှတ်တိုင်တစ်ခုပဲလေအဲ့လိုမျိုးပေါ့အခုအကယ်ဒမီဆိုလည်းဒါရုပ်ရှင်သမားလူပညာသမားတွေရဲ့အားလုံးမှတ်တိုင်တစ်ခုလို့ဖြစ်နေတာဆိုတော့ဟိုဒီအနုပညာလောကမှာလည်းအကယ်ဒမီတစ်ခုပဲရှိနေတယ်မျောမှန်းစရာဆိုလို့ပေါ့နော်မှတ်တိုင်တစ်ခုအနေနဲ့ဆိုတော့ဟိုအဲ့ဟိုမျောလင့်ပါတယ်မျောလင့်ပါတယ်ကျွန်တော်တို့လည်းအများကြီးဒီယုံကြည်ကားတွေဟိုရိုက်ရဖို့ရိုက်ခွင့်ရဖို့ခွင့်ရရဖို့ပေါ့နော်အဲ့လိုအခုလောလောဆယ်မှာလည်းကျွန်တော်တို့ရတဲ့အခွင့်အရေးလေးတွေကိုအကောင်းဆုံးဖြစ်အောင်ဟိုကျွန်တော်တို့စူးစမ်းနေပါတယ်အပြီးတော့နောက်ဒီခုနပြောလိုပဲ အဲအခုဒီယုံကြီးကားတွေရိုက်နေရတဲ့တကယ်ချင်းညီကိုမောင်နှမတွေအတွက်လည်းအဲဝမ်းသာကိုယူပါရဲဟိုဘယ်လိုပြောဟိုအရင်လဲပီတိဖြစ်နေပေါ့နော်အာဂျိန်းနဲ့ပါတယ်ဂျိန်းနဲ့ပါတယ်ဆိုတော့ဟောပေါ့ဒါအမေမိဘတွေရောဒီဆွေမျိုးသားချင်းတွေရလဲဒါအမှုပညာလုပ်ကိုသူကဟိုဝါသနာပါကြတဲ့လူလည်းရှိရဲအဲ့လိုဆိုတော့ဟိုအားပေးပါတယ်အဲ့လိုသင်ရှုပ်စရာကတော့ဘယ်လိုပြောမလဲလူကတော့ဟောပေါ့ကျွန်တော်တို့ဒီနေ့ နေ့တနေ့မှာဗျာနေထွက်ပြီဆိုရင်တော့ဥမာနေရှိရတယ်ထွက်ပြီနောက်ကောင်ဝင်နေဝင်ချင်းဆိုတာရှိရရပဲလေအဲ့တော့ဟိုဘယ်လိုပြောအဆင်မပြေတဲ့အချိန်ကတော့သူ့အနေနဲ့သူရှိရပဲလေနော်ဟိုလူလူတိုင်းမှာတော့အဆင်ပြေတဲ့အချိန်အဆင်မပြေတဲ့အချိန်တော့ရှိရဒါပေမဲ့တစ်ခါကြီးကျစိတ်ခံစားချက်ပေါ်မူတည်လာတဲ့အခါပေါ်လာတဲ့အခါတွေမှာတော့ကျွန်တော်တော့တော့ပြီးချိန်လေးရှိရဲအဲ့ဒါလေးကတော့ကြောက်အကျင့်ပေါ့အဲ့လိုမျိုးဆိုတော့ဟိုပြီးတော့နောက်တစ်ခုကကျွန်တော်ကဟိုခုနောက်ပိုင်းလဲဘာသာရေးပို့ပြီးတော့ ဟိုဖိပြီးတော့လုံးဖြစ်တယ်လုံးဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးပေါ့ဒီစိတ်ခံစားချက်တွေအစီအမပြေမှုတွေအာစိတ်ဒီလိုမျိုးပေါ့နော်ဟိုစိတ်ညစ်စရာတွေပါညာရှိလာတဲ့အခါကျလို့ရှင်ကိုကဒီဘာသာရေးလေးနဲ့ဖြေနိုင်အောင်လို့ပေါ့နော်ဟိုပို့ပြီးတော့အခုနောက်ပိုင်းပို့ပြီးတော့လုံးဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့အခုဒီငလင်းတွေဘာတွေဖြစ်သွားတဲ့အပေါ်မှာလဲမူတည်ပြီးတော့ညင်ရကြားရတာတွေကတကယ်ကိုတောင်ဝေကရရစရာတွေလည်းကောင်းတယ်အဲ့လိုဆိုတော့လေ ဟိုကိုယ်ခန္ဓာကိုယ်ကြီးကကိုယ်မပိုင်ပါလားဆိုတော့အသိတွေလည်းပြန်ပြီးတော့သိရတယ်ပြီးတော့နောက်တစ်ခုကဒီပစ္စည်းဥစ္စာတွေပိုင်ဆိုင်ခြင်းဆိုတော့လည်းဟိုကိုယ်ကြိုမမြင်နိုင်ဘူးဟိုဘယ်ချိန်မှဘလို့ဖြစ်ပြီးတော့ဘလို့မျိုးဆုံးရှုံးသွားနိုင်လဲကိုယ်လည်းဘယ်ချိန်မှဟိုဘလို့ပြောမလဲဟိုဘယ်ချိန်မှဟိုရှင်းရှင်းလင်းပြောမယ်ဆိုရင်ဘယ်ချိန်မှတေမလဲဆိုတော့လည်းကိုယ်လည်းကြိုမသိဘူးအဲ့တော့ဟိုကြိုမမြင်နိုင်တဲ့ဒီလောကကြီးမှာကျွန်တော်တို့တွေကအကောင်းဆုံးနဲ့ဟိုကိုယ့်ရဲ့ဒီ နောက်ဘဝကုကောင်းမှုတော့ကိုကုသိုလ်ရေးတွေဘာသာရေးတွေလုပ်ကြမယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြမယ်အဲ့လိုမျိုးပေါ့ပြီးတော့နောက်လောဘဒေါသမောဟတွေအတတ်နိုင်ဆုံးရှော့ကြမယ်အဲအဲ့လိုမျိုးစိတ်နဲ့ပဲတွေးမိပြီးတော့ဟိုဘာသာရေးရတရားတော်နဲ့ပဲပြန်ပြီးတော့ဖြေရတာပေါ့ဟိုပါရမီဖြည့်ပဲကတော့ဒါတော့ဘယ်လိုပြောမလဲဟိုလက်ရှိချိန်မှာတော့ဒါဟိုအမားတို့လည်းရှိကြမှာပဲလေဒီရွယ်မှမရှိရမှာပြောလိုက်မယ်ဒီရွယ်မှအမင်းပေါ့ဘာမြောက်လဲဆိုအဲ့လိုမျိုးပေါ့ အဲ့လိုဆိုတော့ဒီကိုကြိုက်တဲ့စာသားလေးလည်းမလိုပါခုနကျွန်တော်ရှင်းထားတဲ့အထဲမှာဆိုအဲ့မှာစာထဲမှာဆိုပါတယ်လေပါရမီဖြည့်ပဲဆိုတာကကိုရဲ့လင်းရင်မရရဲ့မှာမဟုတ်ဘူးအော်တခြားဒီလူတွေဟာလည်းကိုနဲ့ပတ်သက်ရာပတ်သက်ကြောင်းပတ်နာတွေဟာလည်းဒါပါရမီဖြည့်ပဲဒီပဲအဲ့တော့ကျွန်တော်ဒီပါရမီဖြည့်ပဲနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဒါဒီမှာရေးထားတဲ့စာလေးတွေကိုဖတ်ကြည့်တဲ့အချိန်မှာကျွန်တော်သဘောကျတာနဲ့အားကြောင့်ပြန်ပြီးတော့ share လိုက်တယ်။ရှိရှိပါလေရှိပါလေဆိုတော့ဘယ်လိုပြောမလဲ။ဒါဟို ကောင်းဆုံးဖြစ်အောင်ဒီဒီပါရမီဖြည့်ပေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့တွေဒီဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်နေထိုင်လဲကိုယ့်ရဲ့ဒီပါတနာနဲ့ဘယ်လိုမျိုးဟိုဟဖြစ်မလဲဆိုတာကိုလည်းအာပြန်ပြီးတော့တုံးတက်ရတာပြန်ဒီစာလေးတွေဖတ်ပြီးတော့ကျွန်တော်ဘဟုသုတရတာဗောအမအမတို့တော်လည်းပို့ကောင်းတော့ဒီကြောင့် share ပြီးတာအမအမတို့ရရှိနေတာအော်ရှိပါမညာနဲ့နော်ပူချောလာလို့ထင်တယ် ကိုကိုရောဟိုပိုချောလာတယ်ဆိုတော့ပိုပြီးတော့ဟိုပေါ့ရင်းကျက်အောင်နေတာရင်းကျက်အောင်နေရတော့အရင်တော့ကတော့ဒါလူငယ်တပါကအဲ့လိုမျိုးပေါ့ခုနပြောလို့အခုချိန်မှာလဲဒေါသမောဟတွေကတခါလေလူစွာတော့ဒေါသဆိုတော့ရှိရပဲလေဒါပေမဲ့ဟိုအဲ့ဒါကြီးဟိုဖြစ်ပြီးပြက်ဖြစ်ဖြစ်ဟိုဖြစ်ပြက်ဆိုတဲ့သဘောတရားကြီးကိုသိလာတဲ့အခါကျလို့ရှင်ဟောငါစင်ကျင်ရမှာပါလားဒါဒီလိုမျိုးဥမာဒေါသတစ်ခုကြောင့် ်လှုပ်လိုက်တဲ့အရာတစ်ခုဖြစ်သွားတဲ့အရာတစ်ခုကပြီးသွားလို့ရှင်သူအေးသွားတဲ့အချိန်မှာဟိုဘာမှအကျိုးမရှိပါလားဆိုတော့အအရာကိုတိလိုက်ရတဲ့အခါကျဟိုပို့ပြီးတော့အာနောက်နောက်ခါကျရင်တော့ဘလို့စင်ကျင်ရမယ်ဘလို့ကိုယ့်ရဲ့ထောသားစိတ်ကိုထိန်းရပါထိန်းရမယ်ဆိုတဲ့ဟာမျိုးလေးတွေကိုလည်းပို့ပြီးတော့ဟိုမြင်လာတာပေါ့နော်အတိတ်ကိုတတိနဲ့စင်ကျင်လို့စင်ကျင်လို့ပေါ့အတတ်နိုင်ဆုံးတော့စင်ကျင်ရတာပေါ့ ဝက်မဝက်မကျွန်တော်ကျွန်တော်ဘုန်းကြီးဝေးတဲ့ခါကျရင်လည်းတရားနာတဲ့ခါကျရင်လည်းလောင်းတော့ရာသပါတော့မဟုတ်ဘူးလေဘယ်လိုကျွန်တော်မမြင်ကျွန်တော်လူလူဝေးနေမဟုတ်လူဝေးနေမှမြင်ကျင်တော့ဟုတ်လားဟုတ်ဟုတ်အဲ့ဒါရှိလေကျွန်တော်ကအဲ့လိုဒီလောကကြီးကိုစိတ်ကုန်သွားလို့ရှိရင်ကျွန်တော်ကအဲ့ဟိုဟာဘုန်းကြီးပဲဝေးသွားတော့ဟုတ်လားပြောလို့ပဲကျွန်တော်ရာသပါဝေးစေခြင်းများပြောပါ Yeah. အဲ့လိုလည်းပြောလို့မရပါဘူးအဲ့လိုလည်းပြောရမကျွန်တော်စိတ်ကဒါကျွန်တော်ဆုံးဖြတ်ထားတာဟိုဘယ်လိုပြောမလဲအရှိမဒီကျွန်တော်တို့အာဒီတရားကျင့်ကြံသွားတဲ့ဟိုအရှိကကျွန်တော်တို့ဒီဇလန်းတွေတွေကဥမာအာကျွန်တော်သိရတလို့ဒီဝေဒနာမင်းကြီးတို့ဘာလို့အဲ့လိုမျိုးဆိုလို့ရှိရတာသူ့ရဲ့ဒါနဲ့မရတဲ့သူထားခဲ့ပြီးတော့သူတော့ထွက်သွားပါပဲလေနော်အဲ့လိုမျိုးတရားကျင့်ကြံပြီးသွားဆိုတော့ကျွန်တော်တို့လည်းမပြောနိုင်ဥမာကျွန်တော်တို့မှဟိုနောက်ဆုံးဟိုမိန်းမတွေဒီချစ်သူတွေကြီးသားတွေမိန်းမတွေပဲရှိခဲ့တယ် ဟိုကိုယ့်ရဲ့စိတ်ပေါ်မူတည်တာပေါ့နော်ဒီဘာသာရေးဘက်မှာပဲဟိုနောက်ပိုင်းမှာအဲ့လိုမျိုးဟိုပို့ပြီးတော့လှုပ်ဖြစ်ပြီးတော့အဲ့လိုမျိုးပဲဖြစ်မလာတာကတော့လူဆိုတော့ခုနကပြောလို့ပဲကျွန်တော်တို့ညိုမမြင်နိုင်ဘူးချိုးပြောလို့မရဘူးเนาะအာအခုလောလောဆယ်တော့ဒီကန်ဆက်ကန်ဆိုတဲ့ဇလန်တွဲလေးအာဆာရိုက်တော့မယ်ပေါ့เนาะရိုက်ရိုက်ပြီးတဲ့အခါမှာလဲတွင်းတဲ့ခါကြလို့ရှင်လဲဝေဖန်အကြံပြုပြီးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်အားပေးနေတဲ့ပရိသတ်တွေအားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ